homeostasis ဆိုတဲ့စကားလုံးကဆိုတာပါလေ homeostasis ဆိုတာက homeo ဆိုတဲ့စကားလုံးနဲ့ stasis ဆိုတဲ့စကားလုံးပေါင်းထားတာပါ homeo ရဲ့အသိပ္ပာယ်က the same တူညီတာပေါ့ stasis ကကြတော့ stability တည်ငြိမ်တာပေါ့ဒီတော့စကားလုံးပေါင်းပြီးပြောလိုက်မယ်ဆိုရင် remain the same လို့အသိပ္ပာယ်ရမှာပေါ့ဆိုတော့ရှိနေတိုင်းရှိနေတာတည်ငြိမ်နေဆိုတဲ့အသိပ္ပာယ်ကိုပြောတာပါဇီဝဗေဒမှာတော့ homeostasis ဆိုတာခန္ဓာကိုယ်အတွင်းရှိတဲ့လိုမျိုးရှိနေတိုင်းရှိနေအောင် ထိမ့်သိမ့်ပေးတဲ့ဖြစ်ဖြစ်စေ homeostasis တို့ခေါ်ပါတယ်။ဥပမာသွေးတွင်းတကြားဓာတ်တွေမများလို့မနေလွန်းပဲတည်ငြိမ်နေရမယ်။ဆိုများလို့လာရင်နည်းအောင်ထိမ့်ပေးတာဒါ homeostasis ပဲ။ခန္ဓာကိုယ်ထဲကသွေးတွင်းမှာရေဓာတ်တွေနည်းနေတယ်ဆိုရင်ရေဓာတ်များလာအောင်ရေဓာတ်တွေပုံမှန်ပြန်ဖြစ်လာအောင်ခန္ဓာကိုယ်ကထိမ့်သိမ့်ပေးတဲ့ဖြစ်စဉ်တွေ homeostasis ပဲ။လို့ချီခံဝါရတယ်စပီလေးလာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ knowledge power house channel ကို like and follow လုပ်ထားပေးပါ Tapi no, di rumah tuh ya,